ားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးလင်းယုံကြီးရဲ့ကိုတီကိုနန်းလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်းသုံးအနေနဲ့ကျွန်တော်ကိုရွှေတာမဆက်လက်ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာမော်လမြန်တဝိုက်တွင်အားရလောက်အောင်လက်ပတ်ကြပြီးတော့အခါကျွန်တော်ကိုယ်တိုင်ပင်ရန်ကုန်ကိုပြန်၍လွမ်းလာလေသည်ပြန်ကြရအောင်ဗျာဟုတ်ကျွန်တော်ကစတင်၍ပြောလိုက်တော့အခါခင်မမကလည်းကျွန်တော်၏စိတ်ထဲတွင်အောင်းအင်းမြို့တိတ်ထားရသောအကြောင်းတစ်ချက်ကိုပြောပြပါလေသည် သူ၏စိတ်ထဲတွင်အောင်းအင်းမြိုတိတ်ထားရသောအကြောင်းတစ်ချက်ကိုပြောပြပါလေသည်မမလည်းပြန်ရင်တာပေါ့ကွယ်တကယ်တော့အိမ်ကိုအမကြီးတယောက်ထဲနဲ့ပြစ်ထားခဲ့ရတာမဟုတ်လားခင်မမသည်သူထီးသူနှန်းကိုစိတ်မချနိုင်ပေကျွန်တော်အတွက်သာစွန့်ခွာလာရခြင်းဖြစ်တော်လေသူထီးသူနှန်းအကြောင်းကိုမူအမဲမပြတ်တွေးတောနေဟန်တို့ဤတို့ကြောင့်လည်းကျွန်တော်ကပြန်ရန်စကားဆားလိုက်သည်နှင့်လည်းပြိုင်နေထွေထွေထူးထူးပြန်လည်ဆွေးနွေးစရာမရှိကြမပေါ်ပေါက်တော့ပဲနှစ်ဦးသားရန်ကုန်အရောက်ပြန်ကြရလေသည် ကျွန်တော်တို့ဒီအပြန်လန်းတွေမိရထားနေပြင်ပြန်ကြရရလေသည်မိရထားပြင်ပြန်ပြေးဆိုတော့ကလည်းမော်လမြိုင်ကသူ့မိတ်ဆွေကလာကမိရထားလန်းကိုစိတ်မချအကြောင်းဖြင့်ပြောပြလေသည်ဘလို့နီးနေမှမိရထားဖြင့်မပြန်စင်လိုကြောင်းလဲအမျိုးမျိုးသောအကြောင်းများကိုပြောဆိုကကန့်ကွက်ခဲ့လေသည် သို့တော့ကျွန်တော်ဒီတစုံတစ်ခုကိုအဆုံးပြတ်ပြီးလည်းရင်ပြင်ဆင်လို့သူမဟုတ်တော့ကြောင်းနောက်ထပ်ဘာမှမပြောဘဲနေလိုက်ရ၏အထူးသဖြင့်ကျွန်တော်အဆုံးပြတ်ချက်နဲ့ပတ်သက်၍စန့်ကျင်လို့သောသဘောထားမျိုးအထင်ရှားပေါ်ပေါက်လာသောအခါများတွင်ကျွန်တော်ဒီပုံမို့၍တိတိတန်တန်ခွာတိုက်တည်း၏ကျွန်တော်ကခင်မမကိုသာလှမ်း၍မေးလေသည်မမကြောက်လို့လားဟင်မကြောက်ပါဘူးခင်မမဒီလေကျွန်တော်နဲ့သာနှစ်ယောက်အတူလိုက်ပါပါက ကဘာမည်ဤအဆုံးထိအောင်ပင်မကြောက်မရွံ့လိုက်ပါရန်အစဉ်နှင့်ရှိနေပေသည်။ဒါကြောင့်မို့လဲကျွန်တော်တို့သည်အလွန်တားဆီးပိတ်ပင်နေကြသည့်ကြားမှကြက်ကမီဘက်သို့ရောက်ခဲ့ခြင်းဖြစ်ပေသည်။တကယ်တမ်းဇွတ်တရွတ်သွားလိုက်ကြတော့လဲရောက်သွားတာပဲမဟုတ်လား။ကျွန်တော်တို့သည်မီးရထားပြန်ပြန်ရလေသည်။မီးရထားလမ်းဖြင့်သွားကားမှခရီးသွားခြင်းရတာကိုကောင်းမွန်စွာခံစားရလေသည်။ကျွန်တော်ဆိုလျင်နနက်စာထမင်းကိုဇင်းကြိုက်မှကလေးကဝယ်စားလာသည်။တောင်စွန်းကြတော့တခါပြန်စားပြန်သည်။ ညနေစာကုန်မူဟောကြမှာစားလေသည်အိမ်ကပင်ကျွန်တော်တို့ပြန်ပြန်ရောက်မိအကြောင်းကိုသိမှထားပြီကျွန်တော်တို့ဒီဘူတာမအငှားကစီ၍အိမ်ကို ပြန်ကြ၏အလုံးအမင်းအာအာသိနေသောဒေါ်ကြီးသည်လည်းကျွန်တော်တို့ကိုတဖွာဖွာအပြစ်တင်နေ၏သူကမို့ကျွန်တော်တို့ကိုတော်တော်နဲ့ပြန်လဲရောက်ကြအောင်မဟုတ်ဟူ၍ပင်ထင်မြင်နေလေသည်နောက်ရအတန်ကြာအောင်စီးမဲ့ကမ်းမဲ့အပြိုကျူးနေကြနိုင်ပြီဟုထင်မြင်နေကြောင်းလည်းပြောပြလေသည် တွားရင်လာရင်ဆိတ်အခမ်းမတင်ဖြစ်လာတော့ကြောင့်ဤကဲ့သို့စိုးစိုးသေးပြန်လဲရောက်ကြည့်လာခြင်းဖြစ်လေသလောတစုံတစ်ခုသောစိတ်ကရောက်ကစားဖြစ်ခဲ့မှုကြောင့်ယခုကဲ့သို့ပြန်လဲရောက်ကြည့်လာခြင်းဖြစ်သလောဤဒီကိုလည်းဒေါ်ကြီးကစိုးရင်ကြည့်စွာဖြင့်မေးမြန်းစုံစမ်းလေသည်တို့တော့ဒေါ်ကြီးဤဆိုရင်စိတ်မှာအခြေခံမရှိပေကျွန်တော်တို့ဒီစိတ်လက်ပျော်ချွင် ပြန်လဲရောက်ရှိလာခြင်းဖြစ်ပါ၏ပြုံးပြုံးချွင်ချွင်နဲ့ရေရေမောမောပျော်ပျော်ဆူဆူပင်ပြန်လဲရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်ကျွန်တော်တို့ဒီနောက်ကိုလည်း ဤအတိုင်းပြောရှင်သွာလာနိုင်ကြလိမ့်မည်ဟူသောယုံကြည်ချက်မျိုးဖြင့်ပြန်လည်ရောက်ရှိခဲ့ကြခြင်းဖြစ်၏အတော်ကြီးသည်ကျွန်တော်တို့၏မျက်နှာပေါ်များဝဲဘဲသူသောအရေးအယောင်များကိုမြင်တွေ့လေသည်ကိုမပြောတတ်ပေ ဒေါ်ကြီးတို့၏စီးပွားရေးလုပ်ငန်းများမှာရှုံ့ရေးပြောရသောအားလုံးအစဉ်ပြေလျက်ရှိကြောင်းသိရလေ၏။အချို့ချို့သောလုပ်ငန်းကိစ္စများမှာအများနှင့်ရောရောင်၍ထိခိုက်မှုများရှိနေတော်လေ။အားလုံးကိုရှုံသောထိခိုက်လောက်အောင်မဟုတ်ကြောင်းဖြင့်ခင်မမကိုဒေါ်ကြီးကရှင်းလင်းပြောပြလေသည်။ခင်မမကမူထိုခဏသူ့စီးပွားရေးလုပ်ငန်းများအကြောင်းကိုပင်စိတ်ဝင်စားစိတ်ဝင်စားကြောင်းပြသခဲ့ခြင်းမရှိပေ EOE အိမ်တို့ပြန်လည်ရောက်ရှိရသောအခါအသက်ချူရတာကအစစိတ်ထဲမှာတမျိုးဖြစ်ပြန်လေသည် ကျွန်တော်ကပင်လည်းကိုအိုးကိုအိမ်တို့ပြန်လည်ရောက်ရှိလာခြင်းဖြစ်သလိုစိတ်လက်ပေါ်ပါကနေသားထိုင်သာရှိလာလေသည်ကျွန်တော်ဒီကျွန်တော်တို့အိမ်ခန်းတွင်တို့ပြန်လဲရောက်ရှိသွားကနှစ်ယောက်ဦးကတင်ပေါ်ကြီးတွင်ရှေ့ပြက်လက်ပြက်လှဲကြလာပြီးနောက်ပိတ်လောင်နေသောအခန်းတွင်မှလေကိုပင်အာပတရချူချိုက်နေမိလေသည်ခင်မမကသာအဝယ်စားကိုလဲလှယ်နေရကအခန်းပြတင်းများကိုလိုက်လံဖွင့်ပေးလေသည် ။ Now ရဲ့အတန်ကြာလောက်အောင်လဲကျွန်တော်ဒီမျိုးတဲသူမထွက်ခဲ့ပြီ။အိမ်ရင်းလိုက်တာအောင်းကခင်မမနဲ့အတူနေခဲ့၏။လူတမျှပစ္စည်းများကိုမြို့တဲသို့အခေါက်ခေါက်အခါခါထောက်ဝယ်လေးရှိသောဒေါ်ကြီးကိုမှားလိုက်ရ၏။စားကျင်တာတောက်ကျင်တာကိုလည်းဒေါ်ကြီးကပင်ဝယ်ချမ်းလာလေရှိ။ဒေါ်ကြီးသည်ဘိုးချုပ်စည်းနှင့်တင်ကြီးစည်းအတွင်ကဆိုင်များကိုတာမကတရုတ်တန်းနှင့်ဖရီဇာလမ်းတစ်ချောင်းမှဆိုင်များကိုလည်းအလုံးအကုန်လောက်နေနေတည်ထားပြီးဖြစ်သည်။ဒေါ်ကြီးအားဘာကိုမဆိုမှားနိုင်သည်။ ရဲအတန်ကြာတော့အောင်ခင်မမကဲ့သို့ခင်မမနဲ့နှစ်ယောက်အတူအိမ်တွင်အောင်းနေသောအခါကျွန်တော်ဒီလေခင်မမခန်းစားနေရသောစီးစိမ်မျိုးကိုခန်းစားတတ်လာလေပြီကျွန်တော်တို့ဒီနေ့ရခါတနေ့လုံးအိမ်တွင်အောင်းကညနေဆောင်များတွင်အနီးအနားပတ်ဝန်းကျင်များသို့လမ်းလျှောက်ထွက်လေရှိ၏တော့မဟုတ်ပါကလည်းညဘက်တွင်မြို့ထဲသို့ကားဖြင့်ထွက်၍ရုပ်ရှင်ကြည့်တတ်ကြ၏ဘယ်အချိန်ခါမျိုး၌ကိုရှိသောမိန်းကလေးတစ်ယောက်နှင့်ပူးတွဲနေထိုင်ရခြင်းသည်စိတ်အေးချမ်းသာရခြင်းနှင့်ပြည့်စုံပါအံ့သည် ကျွန်တော်တို့မှာဘူးအမြဲမကွာပူးတွဲနေတိုင်းဝင်ကိုရရှိနေ၏နေရောညပါနှစ်ဦးသာပူပူကကနေထိုင်ရ၏ဤကဲ့သို့သောအခြေအနေမျိုးထက်ပုံမတန်းတမြော့ကိုနေစရာလည်းအကြောင်းမရှိကျွန်တော်ဒီဖြူဖွေးနုနယ်သောသူ့ရဲ့လက်ဖွားကလေးများကိုအချိန်မရွေးပင်ကင်တွယ်ပုတ်တတ်နေရ၏ ရှင်းစရာကောင်းသောသူဤခါကလေးကိုလှမ်း၍ပွေဖက်ကညင်ရန်ကစားနေ၏ငယ်ရွယ်နူးပြသူများကဲ့သို့တင်းတင်းရင်းရင်းမရှိတော့ဘူးဖြစ်တော့လေနူးညံ့ပြောပြောင်းကမုံမမောင်ဖြစ်နေသောသူဤရင်အောင်တွင်တို့လည်းကျွန်တော်ဒီအချိန်မီတွင်မျက်နှာအခါကြည်စက်ကလူပြုတ်လေ၏ချစ်ချင်းအတွေ့ခန်းစားရအပ်သောစီးတိမ်ချမ်းသာသည်လေဤနေရာ၌ပင်အထွတ်အထိပ်သို့ရောက်ရှိပြီဟုဆိုနိုင်လောက်ပေသည်ဒေါ်ကြီးကပင်ကျွန်တော်တို့နှစ်ဦးနေပေါ်တိုင်းပုံကိုမနာလိုစိတ်ဖြစ်လာတော့ကြောင့်ဖွင့်ဟရွေပြောဆိုလာရ၏ ျွန်တော်တို့နှစ်ဦးတည်လဲအိမ်အပြင်ရောက်၌သာအနှဲငယ်ခွာ၍နေထိုင်ကြ၏အိမ်တွင်တို့ရောက်တည်နေတဲ့ပြိုင်နဲ့ကျွန်တော်တို့ဒီခွာ၍မရနိုင်သောဓာတ်တစ်ခုပဲတို့ချက်ချင်းပြေး၍ပေါင်းဆက်မိကြလေ၏တော်တော်ပြင်စိတ်ချမ်းသာပြောချင်းတရားကောင်းလာလေ၏လိုလေသေးမရှိတော့အောင်အဆအဆအရရာမှာကျွန်တော်တို့အတွေ့ပြည့်စုံလုံလောက်နေ၏အချစ်အပါဝင်ဘာမှဘာကိုမဆိုလိုသလိုရနိုင်သောခုကဲတူသောအခါမျိုးတွင်လည်းကျွန်တော်ဒီဘာကိုမှပြန်လဲ၍တတိမရပြီပဲ ကျွန်တော်တို့ဒီတဦးမျက်နာကိုတဦးကြည့်ရင် ပြုံးမိကြ၏တဦးဤအသားနဲ့ကျန်တဦးဤအသားကိုပုတ်တက်ရင်လည်းတဟဲဟဲရေမောမိလောကတွင်ကျွန်တော်တို့နှစ်ဦးလောက်စိတ်ရှမ်းသာနိုင်ပြီးအခြားဆုံးတွဲသည်မရှိနိုင်တော့ပြီဟူ၍လည်းအထင်အမြင်ကြီးလျက်ရှိပါ၏ကျွန်တော်တို့ဒီကဘာမြေပေါ်မှာအပျော်ဆုံးဖြစ်ကြသည်ဟူ၍လည်းဝမ်းမြောက်ဝမ်းသာဖြစ်နေမိကြလေသည်ထို့ကဲ့သို့အနောက်ချက်မရှိဘဲပျော်နေကြသောအခါမျိုးမှာခင်အေးတွေပြန်၍တွေ့လာရ၏ ခင်ရည်တွင်မှမူမူဤတငယ်ချင်းတရားဖြစ်၍မူမူအားလည်းအလိုရှိခင်သောမိษွေကောင်းတရားဖြစ်ခဲ့ပေသည်ထွန်းညားကကျွန်တော်ပင်ဆက်ဆော့၏ကျွန်တော်တို့သည်ထမင်းမစားမီအတန်ကြာလောက်အောင်လမ်းထွက်၍လျှောက်ကြလေသောကြောင့်မောပန်းနေပြီဖြစ်တော်လေညာဘက်သို့ရောက်သောအခါကျွန်တော်ကပင်အိမ်မရဟုအကြောင်းပြကာရုပ်ရှင်တစ်ပွဲလောက်ကြည့်ကြရန်ပြောဆိုမိလေသည်တိုးတော်ခင်မမမှာစိတ်မပါတပါဖြစ်နေသောကြောင့်ဒေါ်ကြီးပါလိုက်လျင်သူလည်းလိုက်ပါမည်ဖြစ်ကြောင်းအကြက်ကင်၍ပြောဆိုလျက်ရှိ၏ တို့တော့တေချာစီမှာကျွန်တော်တို့နှစ်ယောက်နဲ့အတူတော့ရေးသည်ဘယ်တော့ခါမှလိုက်ပါခြင်းပြုလိုက်မည်မဟုတ်ပေလာလေမမယာကျွန်တော်တို့လမ်းမထွက်တာဘလောက်တောင်ကြာနေပြီလေခက်ဆိုးဆုံးကလေးသွားပြီခရုခောက်ဆွဲလေးပါလေစားကြရအောင်ဒီတခါတော့တောင်းမှန်မရသေးမောင်ရဲ့မောင်သွားခြင်းတယောက်တည်းသွားပါလားကွယ်တခါတလေလေတယောက်တည်းလမ်းထွက်အောင်ပေါ့မောင်ကမမစိတ်မချပါဆိုလို့မမကိုမောင်သွားတိုင်းအမဲခွန်နေတာမဟုတ်လား မမစိတ်ထဲမှာမောင်နဲ့ပတ်သက်လို့ဘာမှတန်ရမဖြစ်မိပါဘူးကွယ်။သွားစရာရှိရင်တယောက်တည်းသွားကြမှာ။အိုးဒီလိုတော့မဟုတ်တာမပြောနဲ့မမရ။မမပြောရင်ကျွန်တော်ကမခံချင်ဘူး။မမစိတ်မချမှာဆိုလို့မမကိုခေါ်ရအောင်ကျွန်တော်ကအပြစ်မကင်းတဲ့အလုပ်တွေလုပ်နေတယ်လူတယောက်မှလို့လား။ကျွန်တော်ကိုကျွန်တော်စိတ်မချနိုင်တော့အောင်မကောင်းတဲ့အကြံစီမျိုးတွေကြံစီနေတဲ့လူတယောက်ဖြစ်နေလို့လား။ဒီလိုတော့စေတနာကိုဝေဒနာဖြစ်အောင် ပြောမလာနဲ့ဗျာ။ ကျွန်တော်တော့ဘာကိုမဆိုကျွန်တော်တယောက်တည်းမခံစားချင်လို့မမကိုအမြဲခေါ်တာကျွန်တော်ကမျက်နှာပုတ်တိုးတိုးဖြင့်ဤသို့ပြောင်းပြန်ပြောလိုက်တော့အခါ၌ခင်မမမှာပြာကြီးပြာရာဖြင့်ကျွန်တော်ကိုချော့ရပြန်လေသည်အတင်းခေါ်ပါကသူကိုယ်တိုင်လိုက်ပါခဲ့သည့်တရားအကြောင်းဂတိပေးပြန်လေသည်သို့တော်ဒုက္ခများမှာပင်ပန်းလုံးမီဖြစ်သောကြောင့်တတ်နိုင်ပါကထိုနေ့ရက်အတွက်သူ့အားခွင့်လွှတ်ပါရန်တောင်းပန်ချလေသည် တကယ်တောင်းပန်တော့အခါလဲကျွန်တော်ကခွင့်လွှတ်လိုက်ရလေသည်ကျွန်တော်ဒီကိုတောင်မှကျွန်တော်အကားကိုထုတ်ကားကိုတိုင်မောင်း၍မြို့ထဲသို့ထွက်ခဲ့ရ၏တကယ်တမ်းထိုနေ့ညကခရွတ်ဆောက်ခောက်ဆွဲကိုချက်ချင်းတတ်မှတ်နေခဲ့၏ဆိုင်ဘေးတွင်ကားကိုထိုးရက်လိုက်ပြီးကားပေါ်မှအစင်းလိုက်ပင်ခင်အေးတွေနဲ့မျက်နှာချင်းဆိုင်၍တွေ့ရလေသည်ခင်အေးတွေသည်ယောက်ျားတက်တိုက်နှင့်ခေါက်ဆွဲဆိုင်တွင်ကြကြနန္နာထိုင်လေလေသည်ရုတ်တရက်သောအတော်ပင်အံ့ဩသွားရ၏ ခင်အေးတဲ့သူမိန်းကလေးတယောက်ဒီယခုကဲ့သို့သောအခါမျိုးတွင်ယောက်ျားကလေးတစ်တိုင်းနှင့်ဤကဲ့သို့သောလမ်းဘေးဆိုင်မျိုးတွင် လာရောက်ထိုင်နေခြင်းမှာအကြုံဘူးသောအကြောင်းကိစ္စမျိုးဖြစ်၏ကျွန်တော်ပင်လည်းရုတ်တရက်သောခင်အေးတွင်မှဟုတ်ပါလေသာဟုတန်တရားဖြစ်လိုက်ရ၏သို့တော်ဘာမှတန်တရားဖြစ်နေစရာအကြောင်းမရှိလမ်းဘေးဆိုင်တွင်ယောက်ျားတစ်တိုင်းခြံရံလျက်ထိုင်နေသောမိန်းကလေးမှာခင်အေးတွင်အစစ်ဖြစ်နေ၏ခင်ရဲတဲ့ရေဝဲသောမျက်လုံးအစုံဖြင့်ပြုံရင်လှမ်း၍ပင်နှုတ်ဆက်လိုက်သေး၏။"ဟေးကိုသက်တင် ဘယ်ကလာတာလဲကျောင်းဘက်ကို လမ်းမကြုံဘူးလားဟင် ကြုံသားပဲဘာဖြစ်လို့လဲကျွန်တော်ကလည်းသူ့အမေကိုကြောင်တောင်တောင်နဲ့ပြန်လိုက်ရလေသည်ဟောကျမတော့အဖော်ရပြီဗျာခမည်းတော်လမ်းမကြုံရင်လည်းကိစ္စမရှိတော့ဘူးကျွန်တော်ဒီသူ့တို့အပားတို့တိုးကပ်ယူသားမိတငယ်ပြူတစ်တိုင်မှလည်းပြုံးစားစားလုပ်နေကြ၏အနည်းဆိုကျွန်တော်ရောက်သွားကမှတစုံတစ်ယောက်သောတငယ်ပြူတစ်ယောက်ကအရှင်ဒီကိုထိမ့်သိမ့်နိုင်ရန်ဝင်ရောက်ရဖြစ်ချင်းလေ၏ ျွန်တော်တို့ကသူ့ကိုအကြောင်းမပြန်ဖို့ဘူးဆိုပြီးနောက်နေကြတာပါဒါကသူကယုံနေတယ်အားလုံးကပင်ဝိုင်းရရဲမောကြ၏ခင်ရေးသွင်းနေကျွန်တော်ကသာပြူတိပြူကြောင်ကလေးဖြစ်နေမိ၏အထူးသဖြင့်ခင်ရေးသွင်းမှာကျွန်တော်ကိုမြင်လိုက်တော့အခါအားကိုအားထားပြုလုပ်ဟန်ဖြင့်ပုံမှုရွေ့တွတ်တွတ်လက်လက်ဖြစ်လာပြီသည်ဟေးဟေးခမည်းတော်နဲ့ကျွန်တော်မပြန်ဘူးကိုတက်တင်ကိုပဲကျွန်တော်ပြန်အပုတ်ခိုင်းတော့မယ် ခင်ရည်သက်တွေထိုင်နေရာမှာထားလိုက်လေသည်ထိုအခါကျမှတငယ်ပြိုတစ်တိုက်မှာလဲထိတ်ထိတ်ပြပြဖြစ်ရလာကြလေသည်တဦးသောတငယ်ပြိုကဆိုလျင်ထိုင်ရာမှာထကာခင်ရည်သက်ကိုပင်အတင်းဆွဲရန်ဟာမျိုးဖြင့်တားကြည့်ပိတ်ပင်လာလေသည်ဟာမဟုတ်တာပဲကျွန်တော်တို့နဲ့လိုက်လာပြီးတခြားလူနဲ့ပြန်ပြီးတွားရင်ဘယ်ကောင်းပါမလဲကျွန်တော်တို့ပဲပြန်ပြီးလိုက်ဖို့ပြီးမှာဗောဗျာအဲ့ဒီတော့မှသူတို့အရေးချေကိုကြည့်ပြီးကျွန်တော်ပြောလိုက်ရလေသည်ကိစ္စမရှိပါဘူးအတွေ့အာကျွန်တော်ရဲ့နှမပဲ သူတို့အားလုံးကပဲကျွန်တော်ကိုဝိုင်း၍ကြည်နေကြ၏သူတို့မှာသူတို့မှာယူထားသောခောက်ဆွဲပကံများသည်လည်းထိုကနားလိုက်ပင်သူတို့ရှိသူရောက်ရှိ၍လာ၏ကျွန်တော်သည်လှင်မြပြက်လက်စွာအေးရွယ်ကို ကျွန်တော်ကားပေါ်သို့တွားတက်ရန်ခေါ်လိုက်လေ၏အေးရွယ်ကလည်းသပွဲပေါ်တွင်တင်ထားသောသူ့လက်ပွေပတ်စံအိတ်ကလေးကိုလှမ်းဆွဲကာလူအများအားကြောက်ရွံ့နေသောခလေးငယ်တဦးကဲ့သို့ကားပေါ်သို့ပြေးတက်သွားလေသည်ကျွန်တော်လည်းနောက်ထပ်ဘာမှမပြောတော့ဘဲကားပေါ်သို့တက်ကာကားကိုဆန်းနှိုး၍မောင်းနှင်လာခဲ့လေ၏ ဘလို့ဖြစ်တာလဲအသွဲကားထွက်လာ၍အတန်ကြားမှနောက်ဘက်တွင်ခက်ညင်ငင်နေထိုင်ကလိုက်၍လာတော့ခင်အေးတွေကိုကျွန်တော်ကလှမ်းမိလိုက်ရလေသည်ခင်အေးတွေကလည်းတော်တော်နဲ့အဖြစ်မပေးသေးဘဲငြိမ်နေလေ၏နောက်တစ်ချိန်ကျွန်တော်ကထပ်၍ဘလို့ဖြစ်ကြတာလဲအသွဲဟုတ်မင်းလိုက်ကားမှသူ့ထံမှအဖြေစကားတွေထွက်ပေါ်လာ၏မသိဘူးတူတောင်း၍အတိတ်ပဲကင်းမဲ့တော့သူအပြေစကားထက်ပို၍အံ့ဩစရာကောင်းသောအကြောင်းကိစ္စတည့်ရသည်လေထိုအခါမှကျွန်တော်ဒီတတိပြုမိလာ၏ ခင်ရဲတဲ့နေထိုင်ရာကားနောက်ပိုင်းမှာအရက်နှံ့သည်လည်းထောင်းကနေထွက်ပေါ်၍လာသည်စောစောကလေးကအရက်နှံ့ကိုကျွန်တော်တရေပြုမိသည်သို့တော့တခြားသူငယ်ပြို့တူအူထံမှာအရက်နှံ့မင်းဖြစ်လိမ့်မည်ဟု အမှတ်တမဲ့ထင်ထားမိကလေးယခုမှအရက်နှံ့မှာခင်ရဲတဲ့ပါဇက်ကဖြစ်ကြောင်းထင်ရှားလာလေ၏ဒီတော့မှလည်းခင်အေးတဲ့ကိုရုတ်တရက်ဘာမှအလို့တကြီးမမေးအကြောင်းသဘောပေါက်မိကအခုထမင်းလေးပါလေးရောစားလို့တောက်လို့ပြီးခဲ့ပြီလားဟုမေးလိုက်လေဤ ျွန်တော်ထမင်းမစားရသေးဘူးဗျဒါကိုတော့ခင်ရွေးတယ်ကခတ်တွတ်တွတ်ဖြစ်ပြီဒါဖြင့်ထမင်းအရင်စားမလားခမားကျွေးရင်စားမှာပေါ့ဘာစားမလဲကလားစားလားတရုတ်စားလားဘာပဲစားစားကျွေးပါမယ်တရုတ်စားစားခြင်းနဲ့ဗျာ တရုတ်စာစားရင်တရုတ်တန်းတွင်အကောင်းဆုံးဖြစ်၏။သို့တော်ခက်စောစောကတငယ်ပြတရားတိုက်နှင့်ခက်ကင်းကင်းဖြစ်သွားစေရန်ကားကိုပြန်ခွေကစူးလီဖျားဘတ်သို့မောင်းနေကြရ၏။စူးလီဖျားတန်းမှာဖရီဇာလန်းတောင်ကတရုတ်ဆိုင်မှာလူရှင်းတက်ကြောင်းလဲချက်ချင်းသတိပြုမိလေသည်။ဆိုင်ထဲတွင်ထိုင်မိကြတော့အခါတွင်မှခင်ရွေးတဲ့မျက်နှာကိုတည်တည်ချာချာအကဲခတ်၍ကြည့်ရှုရ၏ခင်ရွေးတဲ့မှာခက်စောစောကတည်းပုံမူ၍အရက်တံကိုခန်းစားလာရဟန်တို့၏ခက်စောစောကထက်လည်းမျက်နှာမှာပို၍ရဲတင်းလာလေသည် ကိုင်းဘာစားမလဲဘာဖြစ်ဖြစ်ကျွန်တော်ကကဏ္ဍသမင်းကျော်နံပါတ်ကံကိုလည်းမှားလိုက်လေသည်ထို့နောက်ဝက်ဝူကျောင်းကျော်နှင့်ဟင်းကျော်တပါကံမှားလိုက်ရသည်နောက်ထပ်ဘာယူအောင်မလဲအသွဲဟဲ့အင်းဘာမှမယူခြင်းဘူးမယူခြင်းဘူးဘာဖြစ်လို့ဒီလောက်တောင်လောကကောင်းနေရတာလဲလောကမဟုတ်ပါဘူးအရက်ကလေးပါလေမှားအောင်မလားလို့ပါကျွန်တော်ကသူ့အမူအရာကိုအကဲခတ်ရင်တွေးတိုးစားလိုက်ရည်။သူမကြိုက်လျင်နောက်ဆုံးရန်လဲအစဉ်အသင့်စဉ်းစားထားရသည်။ အမေခမ ्या ကလူကိုတော့ဒီလိုမခနဲ့ပါနဲ့ကျွန်တော်တောက်ရှင်တို့တောက်လာတာမဟုတ်ဘူးစိတ်ညို့တို့တောက်တာဗျာသိရလားစိတ်ညို့တို့တောက်လာတာနေစားမအောင်စိတ်ညို့တို့တောက်ရအောင်အရက်ကတောက်ဖူးလို့လားတောက်ဖူးတာဗောဒီလိုပဲန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 ဲတောက်ဖူးတာဗောဒါပေမဲ့အခုတခါတော့များသွားတယ်ဟိုဆရာတွေကလည်းလူလေလုတ်တယ်ကျွန်တော်ဘီယာကွက်တဲကိုသူတို့ဘာတွေထက်လိုက်တယ်မပြောတတ်ဘူးခါတိုင်းထက်ပိုမှုတယ်အခုသူတို့ကလိုက်မဖို့ပဲဘဲခေါ်သွားမယ်ဆိုပြီးကိုတက်တင်ကိုလိုက်ဖို့ခိုင်းရတာလေ မပြောတတ်ဘူးသူတို့ကကျွန်တော်ကိုသူတို့နဲ့ లై အဲ့ရမယ်ဆိုပြီးပြောနေတာကျွန်တော်ဒီတပ်ပြင်းကိုမှအတိမသာချမိလိုက်ဒီလိုလူမျိုးတွေနဲ့ဘလို့လောက်ပြီးအပေါင်းအသင်းဖြစ်နေရတာလဲအတွေ့ဘာဖြစ်လို့ကောသူတို့နဲ့ లై ရတာလဲကျွန်တော်ကဂယုနာတော်တော်ဖြင့်ပြောလိုက်တော့ကခင်ရဲတဲ့ကလည်းကျွန်တော်မျက်နာကိုစူးစိုက်ခြင်းရင် သူ့ပါဇက်ကလေးကိုရွယ်ဆောင်ကခက်ခန်တဲ့တစ်ချက်ရေလိုက်လေသည်။ဘာရေတာတော့အတွေ့ကိုသက်တင်ပြောတာရေစရာများထင်နေလို့လား။အင်းဗောကိုသက်တင်ပြောတာရေစရာကြီးပဲဥစ္စာ။ ဘာများရည်ရည်ကောင်းလို့လဲကွယ်ကိုတက်တင်ကဂယုဏတော်တော်ဖြင့်ပြောတာပဲဒါကိုပြောတာမဟုတ်ဘူးဒီလိုလူမျိုးတွေနဲ့ဘလို့လောက်ပြီးအပေါင်းတင်ဖြစ်တယ်လဲဆိုတာကိုရည်ကျင်တာပါဒါဟာရည်ရည်လားကွာအိုးရည်ရည်ပေါ့ခင်ရဲတဲ့ကထက်၍အာပတရရည်ပြစ်လိုက်လေသည်ကိုတက်တင်လို့လူမျိုးတွေကမေးလိုက်တော့ပို့ပြီးတော့ရည်ရည်ကောင်းတာပေါ့ကျွန်တော်ဒီညည်၍နားထောင်နေရ၏အဲ့ထဲမှာစီးကြက်ဖို့နဲ့မိကြီးကိုထုတ်၍လဲဇပွဲပေါ်တင်လာရ၏ ကျွန်တော်တို့လိုမိန်းကလေးတွေဆိုတာကကိုသက်တင်တို့ယောက်ျားတွေလိုမျက်နှာများနိုင်ကြတာမဟုတ်ဘူးကျွန်တော်တို့ကကိုသက်တင်တို့ယောက်ျားတွေကိုတကယ်တမ်းအားကိုးအားထားပြုပြီးခင်မင်တွေ့တာခဲ့ကြတယ်အဲ့ဒီလိုခင်မင်တွေ့တာတာကကိုသက်တင်တို့လူမျိုးတွေကပြက်သွားတော့ကျွန်တော်တို့ဟာအခုတော့အဖြစ်မျိုးနဲ့အစ်စ်ကောင်မှမချရင်ဘယ်လိုလုပ်ပြီးအဖြစ်နဲ့ပြောအောင်နေရမှာလဲ ျွန်တော်ဒီစီကနယ်လေးကိုထုတ်ယူပြီးမိညီပြီးနောက်အာဘတရားခြိုက်ခွာနေမိလေသည် သူပြောသောစကားအတိပဲကိုလည်းကျွန်တော်ဒီအကုံလောက်နေနေသဘောပေါက်နားလည်မိလေသည် သူဒီမုံမုံနဲ့ယင်းဒီတော်တငယ်ချင်းတူဖြစ်တော့ကြောင်းမုံမုံနဲ့ကျွန်တော်တူအကြောင်းကိုတူတိထားကြသလိုသူအကြောင်းကိုလည်းအနည်းနဲ့အများဆိုသလိုတိထား၏သူဒီတထုံအကြောင်းဆောင်မှအကြောင်းသူတယောက်နဲ့ကျောင်းသားတယောက်နဲ့အလွန်အကျိုးချစ်ကြကြလေသည်ထို့သူဒီကျွန်တော်နဲ့မချင်းမနှောင်းဆိုသလိုပင်မိမယူသွားလေသည် တခုသာခြားနာပါသည် ကျွန်တော်ကကိုချင်းနေသောမိမ ాయి အတော်ဖြစ်သူကိုကောက်ခံငင်ကယူလိုက်ခြင်းဖြစ်၍ခင်အေးတဲ့ဖြစ်သူမှာပတ်စံမျက်နှာဖြင့်မိဘကပေးစားသောတောသူတထေသမီးတယောက်ကိုလက်ခံယူငင်လိုက်ခြင်းဖြစ်လေသည်တို့ကြောင့်လဲသူနှင့်မုံမူသည်တမျိုးတဘောလဲတွေ့ကြုံခံစားရမည်ဖြစ်ကြောင်းကိုယုံမားတန်နေရကင်းနိုင်လောက်၏ရှစ်သူကိုဆုံးယုံခဲ့ရခြင်းအတွေ့မိန်ကလေးငယ်များပျက်စီးရခြင်းကိုပါလက်ခံနိုင်ကြမည်ဖြစ်ပေသည် ျွန်တော်ဒီစီကနက်ကိုသာတွင်တွင်ဖာရွင့်နေ၏သူမျက်နှာကလေးကိုဒစိမ့်စိမ့်ကြည့်ရင်လဲစိတ်ထဲမှာဓမျိုးကြီးခံစားလာမိ၏သူနဲ့မမူမှာဘဝတူပင်ဖြစ်သည် သူခံစားနေရတယ်လို့မမူလဲခံစားနေရရှာပြီသို့တော့ဤအကြောင်းကိုကျွန်တော်ဒီဘန်းနဲ့ဘန်းနဲ့ချင်းဘန်းနဲ့ခါလက်ခံစဉ်းစားခဲ့ခြင်းလည်းမရှိပါဘူးဘန်းနဲ့ချင်းဘန်းနဲ့ခါရောအားနှဲသူမိမဘက်ကလက်ဘက်ခါစဉ်းစားခြင်းလည်းပြုဖို့ပါတယ်နီး မုံမူတီလည်းသူနဲ့ထတ်တူတမ်းများပြက်စီးနေပြီလောဟူသောအမေးစကားမျိုးကိုခင်အေးတဲ့အားမေးလိုက်ရှင်ပါဤတို့တော့မမေးရဲ့မေးလည်းမမေးရဲ့မေးလိုက်ပါကရက်ဆက်လုံးရာကြမြီကိုလည်းစိုးရိမ်ပြီမေး၍တိနေလျင်မုံမူအတွက်စိတ်မကောင်းဖြစ်ခါထိုးထိုးသောစိတ်သောတာကြောင့်ကျွန်တော်နှင့်ခင်မမတို့ဤအဆက်ဆံရေးပြည့်ဝင်းသားမျိုးကိုလည်းစိုးရိမ်ပြီလေသည်ခင်ရွေးတဲ့တယောက်ကိုမြင်နေရခြင်းအတွက်ပင်လျင်အတော်ကြီးစိတ်ထိခိုက်နေရပြီဖြစ်ပေသည် မမှုအတွေ့ထပ်မံကြားသိရပါလျင်မူကကျွန်တော်စိတ်သည်အပေတို့အခမ်းအခိုက်မြေဖြစ်ကြောင်းကိုပင်မတွေးဝင်တော့ပေခရင်ရည်မှာယခုမှအသက်20ကျော်ရောင်လောက်20ကျော်ရောင်လောက်သာရှိပေဦးမည်ဖြစ်သောမန္တလေးသူတို့ဖြစ်ပေသည်မိဘဖြစ်သူများမှာငွေကြေးချောင်လဲကြသောကုန်သည်များဖြစ်ကြ၍တမီးဖြစ်သူအားလိုလေသည်မရှိအောင်ထားကပညာကိုသင်ယူစေလေသည်သို့သောအင်မတန်ရှင်းမြန်တို့လို့၍မတန်တဆအလိုလိုက်ခရရသောတမီးငယ်သည်ဤအဖြစ်မျိုးတို့ပြောင်းလဲရောက်ရှိရပြီဖြစ်ကြောင်းကိုမူ အဖေတို့မှတိနိုင်လိမ့်မည်မဟုတ်ပေခင်ရွေးတယ်မှာအရက်ပူ၍အသားညို၏နှာတံကောက်ကောက်နှင့်ဖြစ်သောကြောင့်ရုတ်တရက်ကြည့်သောတံဘိုးမရှိသို့တော်တေတေချာချာကြည့်သောကောက်နေသောသူ၏နှာတံမှာအကြည့်ခံကအတော်ကလေးဆွဲမတ်စရာကောင်းကြောင်တွေ့ရတတ်၏ခါသေးသေးရင်ကြီးကြီးနှင့်ကိုလုံးကိုတယ်မှာမူကာလာသားများအကြိုက်တတ်မှတ်စရာမျိုးပင်ဖြစ်ပေသည်သို့တော်ခင်ရွေးတယ်မှာရုတ်ရည်နှင့်ကိုလုံးကိုတယ်များကြောင့်တက္ကသိုလ်ဝင်ကြော်ကြားခဲ့ခြင်းမဟုတ်ပေသူသည်လူရှိလူခင်ပေါ်များသောမုံမုံနှင့်တွဲဖက်သောကြောင့်တကြား အများရကနဲ့ယောနောဆက်ဆံရာတွင်ရဲတင်းတွက်လက်တော်ကြောင့်တကြောင်ကြော်ကြားခဲ့ခြင်းဖြစ်၏ယခုကဲ့သို့အကျဉ်းတိတ်ခါပြည့်ရင်းစာပြုသောအခါ၌မူခိအေးတည်း၏ကုန်တရင်မှာပိုပြီးဆယ်ပြံမကလွန်ခဲ့အောင်တော်မူဟုခံမှန်သိရှိနိုင်တာဖြစ်ပေမည် ဟုတ်သည် အမှန်မူကျွန်တော်တို့တို့တောင်းဝမဲ့ပြုတ်မှုတတ်သောယောက်ျားများကြောင့်သူတို့ခမရမှာမပြည့်စည်တဲ့ပဲပြည့်စည်ခဲ့ရချခြင်းဖြစ်လေသည်သူတို့ပြည့်စည်ရခြင်းအတွက်ကျွန်တော်တို့တွင်အများသောတောင်းဝန်ရှိလေသည် ထမင်းစားပြီးတော့အခါသူ့ကိုဘဲသွားလို့ကြောင်းမေးရလေသည်ခက်စောစောကရေမှန်းချက်ဖြစ်တော့ရုပ်ရှင်ကြည့်ရင်အကြောင်းကိစ္စကိုမူနောက်ထပ်ဘယ်လိုမှပြန်လဲ၍ပြဿနာမပေါ်နိုင်တော့ပြီဖြစ်တော့ကြောင်းယနေ့ညဖို့ခင်ရွေးတဲ့အလိုကိုယ်သာလိုက်၍ဖြေပါတော့မည်ဟူ၍လည်းစိတ်ကိုမိလေသည်နောက်တော့နောက်ကျနေပြီဒါပေမဲ့အကြောင်းကိုပဲပြန်ခြင်းနေဒီအချိန်ပြန်လို့ဖွင့်ပေးပါမလားအသွေးအိုဗျာ ရှောင်းနိုင်ရေရုပ်ရှင်ကြည့်မယ်လို့တည်တည်ချာချာပြောထားတာမှဖွင့်မပင်းရင်လည်းအပြင်မှာပဲအိတ်လိုက်ဖို့ပဲရှိတော့တာပေါ့ကျွန်တော်ဒီနောက်ထပ်ဘာမှမပြောတော့ပဲကားကိုကြောင်းဘက်တို့မောင်းနှင်လာခဲ့လေသည်ခင်ရဲတည်တည်းလည်းခတ်စိုးစိုးကထိုင်တယ်လို့ကားနောက်ခိုင်းမှာပင်ထိုင်၍ပါလာလေသည်သူဒီကျွန်တော်ဒါမှစီကလင်းတလိပ်ကိုတောင်းရေဖွာခဲ့လေစကားတွေကိုလည်းတော်တော်ပြောလာခဲ့၏ထို့သောပြောလာခဲ့သည့်အထက်တွင်ကျွန်တော်နှင့်မူမူတို့အကြောင်းမှာတော်တော်များများပါ၏ ျွန်တော်ဤပြောင်းလဲဖောက်ပြန်မှုကြောင့်မိုးမိုးသည် အတော်ပင်စိတ်ဆင်းခဲ့ရကြောင်းအပြင်အထူးသဖြင့်အင်မတန်နာမည်ပြတ်ခဲ့သူသူ့အတော်နည်းမှာဤကဲ့သို့ဖြစ်ပေခဲ့ရသောကြောင့်အကြီးအကျယ်စိတ်တိခတ်ရကြောင်းလည်းပြောပြပါ၏ကျောင်းသားတို့ရောက်သောအခါခင်အေးတွေသည် ခင်မမအကြောင်းကိုပို၍ပို၍ပြောလာလေသည်။မူမူပြပြထားသောခင်မမအကြောင်းမှန်သမျှကိုလည်းအလိုကျက်မှတ်ထား ားလေတကယ်တို့ကားနောက်ပိုင်းမှနေ၍တဖွာဖွာပြောနေလေသည် အစကတည်းကထိမိကြအစပရမရကတွေ့ကြသည့်ဆိုကတည်းကစိတ်ထဲတွင်တမျိုးကြီးဖြစ်နေမိကြဒါကြောင့်လည်းဤသို့သောအရှင်နေမျိုးတို့ဆက်ရောက်ခြင်းမရှိသေးရန်ညာတွင်ချင်းတတိပေးစကားပြောခဲ့ကြ။အထူးသဖြင့်ခင်မမ၏အကျင့်သိက္ခာနှင့်ပတ်သက်၍အတိပေးခဲ့ကြ။သို့သောရုံးမှလက်ဆရှိသောမိမတယောက်၏ညံဆိုးကို ပြောက်ပြက်အောင်ဖြောက်ပြက်နိုင်မည်မဟုတ်တော့ကြောင်းနောက်ဆုံးတွင်သူ့ချစ်သူကိုအလုခံလိုက်ရကြောင်းစသည်တို့ကိုလည်းခင်အေးတွေသည်မူမူပြောပြသည့်အတိုင်းပြန်လဲပြောပြလျက်ရှိလေသည်မူမူသည်သူ့အာဤစကားများကိုအကျိန်ဘဏ္ဍခါလောက်ပြောပြထားပြီးဖြစ်သည်ကိုလည်းအခမ်းမန်းနိုင်တော့ပြီအင်မတန်ဆိုးတဲ့မိန်းမအင်မတန်အကျင့်ရုပ်တဲ့မိန်းမလူတကာနဲ့ဖြစ်ပြတဲ့မိန်းမလူတကာလင်ကိုခိုးခဲ့တဲ့မိန်းမ အလွန်အားကြီးသောစိတ်ထားဖြင့်ပင်ခင်အေးတွေကခင်မမအကြောင်းကိုသူကြားဘူးတည်ဘူးသည့်အတိုင်းပြန်လည်၍ပြောပြခဲ့လေသည်။ကျောင်းကျောင်းချစ်တွင်ကားကိုထိုးလိုက်သောအခါခင်အေးတဲ့သည်ကားနောက်ပိုင်းတကားကို သူ့ဟာသူစူးစမ်း၍ဖွင့်ယူလေသည်။ကျွန်တော်ကမို့ဖွင့်မပေးပေဖွင့်ပေးရန်လည်းစိတ်မကူးပေ အပြင်ပေါက်အပြင်ပေါက်ဝကိုကလားကတကားလာဖွင့်ပေးတော်လဲအတွင်းတကားပေါက်တွင်လက်ထောက်အဆောင်မိုးကိုတိုင်တော့ကိုကန်၍ရက်ဆောင်နေကြောင်းလှမ်း၍တွေ့ရလေသည်ဤဒီကိုတွေ့မြင်ရသည့်တိုင်အောင်အယံမူးနေသောခင်အေးတွေတို့အတွက်ကျွန်တော်သည်အနှဲငယ်များဆုံးရင်ရမဖြစ်မီခင်အေးတွေကကားတကားကိုပြန်၍ဆောင်းပိတ်လိုက်သောအခါတွင်ကျွန်တော်လည်းကားကိုစောင့်မောင်း၍ထွက်ခဲ့မိ၏ ခရီးတဲ့ပြောလိုက်သောစကားများကြောင့်ကျွန်တော်စိတ်မှာယခုကဲ့သို့ရှောက်ရှားခဲ့ရသည်မှန်တော်လေသူစကားများကြောင့်ခင်မမကိုပို၍ယုံမုံလာခဲ့သည်မဟုတ်ပဲကျွန်တော်တို့နှစ်ယောက်ကိုသာအာယုန်ထဲတွင်ယုံမုံ၍သူတို့နှစ်ယောက်ကိုသာစိတ်ထဲတွင်ယုံမုံ၍လာခဲ့လေသည်အထူးသဖြင့်မမူအားပို၍မုံတီးလိုက်မိလေသည်အိမ်တို့ပြန်ရောက်တော့ခင်မမအားအကျိုးအကြောင်းကိုပြောပြမိလေသည်ထို့ညကခင်မမသည်ကျွန်တော်အားကလေးငယ်တစ်ယောက်လိုပင်ပုံတို့ အုံလိုလေးတပုံကိုပြောပြ၍ချော့သိမ့်ခရလေသည်ထိုအခါတွင်မှလည်းကျွန်တော်သည်အိပ်ပျော်သွားလေသည်သူပြောပြသောပုံမြင်မှာလှဲမြောက်ကိုလိုက်ဟောင်တတ်သော ခွေးများအကြောင်းဖြစ်လေသည် အပြည့်အစုံကိုမူကျွန်တော်အိပ်ပျော်သွား၍မကြားမိပါပေနောက်တနေ့တွင်စိတ်အေးလက်အေးဖြင့်ခင်မမကအကျိုးအကြောင်းကိုရှင်းလင်းပြောပြလေသည်မမူတို့ဖေဖေကဘာအကြောင်းကြောင့် သူအားအထူးသဖြင့်나ကြီးခဲ့ခြင်းဖြစ်ကြောင်းကိုလည်းပြန်လည်၍ပြောပြလေသည်အမှန်ကိုပြောရရင်မမူတို့ဖေဖေဟာအင်မတန်အချက်ကြီးတဲ့ကိုကမင်းကြီးတယောက်ပဲမမတို့ညီအစ်မတွေတိုက်ထဲမှာမမဟာရုပ်အတော်ဆုံးဖြစ်လိမ့်မယ်ဆိုတာခက်ဆောဆောကသိတာနဲ့မမတို့ကိုသူ့အိမ်ပေါ်ကိုခေါ်တင်ထားဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့အမကြီးကအရောက်မခံဘူးခဏတစ်ဖြုတ်လောက်ပဲတွားနေတယ်ဆိုကြတဲ့ကသူအချိုးကိုမမတို့ကတိတ်ထားကြတယ်။ဒါကြောင့်မို့လို့လေဖေဖေလေမမကိုမေမေတို့က လင်းပေးစားလိုက်ရတယ်။ကျွန်တော်ကငြိမ်၍နားထောင်နေရသည်။ထိုခေတ်ထိုအခါကအဖြစ်အပျက်တခုကိုလည်းပြန်လည်မှန်းဆမြင်ရောက်မိလေသည်။မမတို့လက်ထဲမှာပဲမေမေဆုံးနေ။မေမေဆုံးသွားတော့လည်းသူတို့အိမ်ကိုမမတို့မကြခဏသွားပါတယ်။နောက်တော့မမရောက်ကြပါဆုံးရော။အဲ့ဒီတော့မမတို့ဖေဖေကမမတို့ကိုသူတို့နဲ့ပေါင်ပြီးနေထိုင်နေထိုင်ပြီးသွားစေခြင်းတဲ့သဘောမျိုးကိုပြခဲ့တယ်။ နာနာနဲ့နေပင်ပြောပြလေသည်သူပြောသမျှကိုလည်းအတော်ကြီးကရှေ့တက်တက်မှထိုင်ကအတာအယာနားထောင်နေလေသည်အမကြီးကလည်းသူတို့ကပြောလို့တော့နားယောင်လာတယ်မမူတို့မေမေမမလက်ကတော့ခက်အေးအေးတမားပါပဲဘာမှဝင်ပြောတာမဟုတ်ဘူးအဲ့ဒါနဲ့နောက်ဆုံးတော့သူတို့အိမ်ပေါ်ကိုရောက်သွားတယ်ကျွန်တော်ကစီးကလက်ကိုမီးညှိပြီးဖြာနေလိုက်လေသည်အဲ့ဒီမှာပဲသူမရတရားကြံစီတာကိုအမကြီးရောမအမလက်ပါတွားပြီးတွေ့ကြတယ်မမက မခန္ဓာကိုယ်လည်းသူတို့အားလုံးတွေ့သွားတယ်။မမှုတို့ဖေဖေကအင်မတန်အချမ်းကြောက်ကြီးတတ်တဲ့လူကြီးတယောက်ဖြစ်နေတော့အဲ့ဒီအခါကနေစပြီးအင်မတန်တစ္ဆာတမာတိတည်ကြည်တဲ့သူတယောက်အဖြစ်ကိုပြောင်းလဲသွားတယ်။မမတို့ကလည်းဘာရညာရဲဆိုပြီးရမ်းချတယ်လေအမှန်ကတော့မမတို့မှာဒီလောက်ဒီလောက်အောင်အပြစ်ပြောစရာရှိတာမဟုတ်ဘူးဒါဟာမမကိုမမကာကွယ်ခြင်းလို့ပြောတဲ့စကားမျိုးလည်းမဟုတ်ပါဘူးမမကုတို့ဟာဒီဘက်မှာအတော်ဆိုးတယ်ဆိုတာမမနားလဲပါတယ် ဘာမဟုတ်တဲ့အကြောင်းကိစ္စလေးကိုတောင်မှမမနဲ့ပတ်သက်လာရင်လူတွေဟာဘလောက်တောင်ကြီးကျင်အောင်ချက်ထွင်ပြောကြတယ်ဆိုတာလေမမအမြင်မမအကြားပါပဲဒီလိုနဲ့မမဟာသူများတကဝိုင်းဝန်းပြောဆိုနေကြတဲ့ဇကားတွေမှာနေမုန်းကြရတယ်မမရဲ့ဇကြောင်းဟာလည်းဒါပါပဲထို့နောက်တွင်မှခင်မမဟာမမူအားဘာမှစိတ်ဆိုးစရာ အကြောင်းမရှိကြောင်းကိုလည်းပြောပြလေသည်မုံမမသူ့အဖေပြောသမျှကိုယုံကြည်ခဲ့ရသူဖြစ်ပေရာသူ့အဖေကသူတို့အပေါ်၌မနာလိုမုန်းထား၍ပြောခဲ့သောစကားလုံးတိုင်းလေမုံမသည်ဆွဲမြဲနေကြောင်းကိုပါပြောပြလေသည်နောက်ဆုံးခင်မမနှင့်မင်းဆက်နိုင်တော်ခြင်းကိုအကြောင်းပြု၍မုံမတို့မေမေအားရန်လုသောအခါမုံမဤအမေကိုယ်တိုင်မှလည်းယောက်ျားဖြစ်သူဤမတရားရန်ချခြင်းကိုမခံနိုင်သောကြောင့်အိမ်ပေါ်မှဆင်းလာကြရလေသည် ဤဒီကိုလည်းခင်မမနှင့်ပဲပသက်မြေဖြစ်ကြောင်းရန်ချာပြန်လေသည်အမှန်မှမူမူမူဤအဖေသည်တချိန်တခါမဟုတ်မမှန်တာကိုလုံးမိခြင်းနဲ့ပသက်၍တတ်တန်လုံးရှဲရန်ရန်နေခဲ့ခြင်းဖြစ်ပေသည်သူအပြစ်ကိုဖုံးကွယ်နိုင်အောင်အခြားမိမသားများ အားအကြောင်းမဲ့တက်တဲ့ရန်လိုခဲ့ခြင်းလည်းဖြစ်ပေသည်သို့တော့ထိုကဲ့သို့အပြစ်တင်ပြောဆိုနိုင်ခြင်းလောက်အောင်ခင်မမခမရမလည်းအကြောင်းဆိုးများဖြင့်ရင်ဆိုင်ခဲ့ရလေသည်ခင်မမသည်တကယ်ပင်ယောက်ျားတကာနှင့်နာမည်ပြည့်စရာကောင်းလောက်အောင်စီးပွားရေးလုပ်ငန်းများတွင်ဆက်သွယ်ပတ်သက်ခဲ့ခြင်းပြုလုပ်ခဲ့ရလေသည်သူတို့တွေကတော့ပြောနေကြမှာပဲပေါ့မောင်မမဟာသူတို့တွေကြောင့်ပိုပြီးနာမည်ပြက်နေရတာပေါ့သူတို့ဖေဖေပြောတာကိုမမူကအဟုတ်အမှန်ထင်နေတယ် သူကတခါသူ့အပေါင်းအသင်းမိတ်ဆွေတွေကိုဒီအကြောင်းနဲ့တဆင့်ပြန်ပြောပြန်တယ်။တခါသူတို့ကနေတဆင့်သူတို့ပတ်သက်ရာပတ်သက်ကြောင်းတွေကိုပြန်ပြီးပြောကြပြန်တယ်။ဒီလိုနဲ့ပဲမိမမမဟာမိမရုပ်တရားအဖြစ်ကိုရောက်ရှိခဲ့ရတယ်။ဒါကြောင့်မို့လို့ဘဝအကျိုးမင်းမကောင်းတဲ့မမဘဝကိုဖြစ်ရဘဝမှာပဲသူတိတ်ပြီးပျော်နေရတာပေါ့အမောင်ရဲ့။ဒါကြောင့်မို့လဲမမဟောဒီမှာပဲအိမ်တွင်းအောင်းနေရတာပေါ့။ ဒါပေမဲ့ဒါအတွက်ဘသူကိုမှလိုက်ပြီးစိတ်ဆိုးနေတဲ့အကြောင်းမရှိပါဘူးဘသူကိုမှလည်းဒါတွေအတွက်ရန်လုံးနေတဲ့အကြောင်းလည်းမရှိဘူးဒါတွေဟာကိုအကျိုးမင်းနဲ့ကိုဖြစ်လာခဲ့တာကိုဘဝကိုဘဝကအကြောင်းနဲ့ကိုဖြစ်လာခဲ့ရတာတနည်းကြရင်သူတို့ဟာသူတို့အမှန်ကိုနားလည်လာကြလိမ့်မယ်သူတို့ထင်မြင်ယူဆတာဟာမှန်တယ်မှားတယ်ဆိုတာကိုလည်းနားလည်လာကြလိမ့်မယ် ထို့နောက်တွင်မှခင်မမကတစုံတစ်ခုကိုစွရင်စိတ်ဖြင့်ကျွန်တော်အာမေ၏။အော်ဒါနဲ့စကားမဆက်ကောင်မလေးအရမ်းမူးလာတာကိုအဆောင်မူးလောက်တဲ့သူများတိသွားရင် ကြောင်းထုတ်ပြလိုက်ပါလားမောင်ရဲ့။မောင်ကလည်းလိုက်မပို့လိုက်ပြီးပို့မဲ့ဖို့ကတော့ရောက်အောင်မပို့တော့ဘဲနဲ့ဘာလို့နောက်မှ ချန်ထားခဲ့ရတာလဲ။သူတတိပေးကမှကျွန်တော်အလွန်ကိုပြန်လဲ၍ ြန်ပြောင်းတတိယမိလေသည်ဒါကြောင့်လဲထုံနှင်းရ၌ပင်ခင်အေးတွေရဲ့အရှင်တွေကိုတွားရောက်ဆုံတန်းကြည့်ပြရစေဟုမမခန္ဓာထာမခွင့်ပန်ကကျောင်းဘက်သို့တွားရောက်ခဲ့လေသည်ကံအားလျော်စွာထုံနှင်းရကမုံမုံနှင့်မျက်နှာချင်းဆိုင်ကတွေ့ရှိခဲ့ရခြင်းတွေ့ဆုံကြရခြင်းမရှိပေ။သို့တော်ခင်အေးတဲ့ကသူ့အာမျိုးတဲကသူ့ပါကြီးအိမ်တို့လိုက်ပို့ပေးစမ်းပါဟုတောင်းပန်သောကြောင့်လိုက်လံ၍ပို့ဆောင်ပေးကြရ၏။ထို့သောပို့ဆောင်ပေးကြရမှာကျွန်တော်ဘဝဇာကျောင်းတည်လဲတမျိုးတမီပြောင်းလဲခရရလေသည်။ ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းသုံးစီစဉ်တင်ဆက်မှုကိုအီမာနင်ခိတခဏရနာဝင်ပြပါခင်ဗျာဒီနေ့မှာအရှင်ပြေပြေဝင်ရောက်နားဆင်အားပေးကြတဲ့ကျွန်တော်တို့ရဲ့ညီကောင်မတို့အူတယောက်ရှင်နေတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မများအားလုံးကိုစိတ်နှပါချွန်းလန်းချမ်းမြေကဘေးပြာပေါင်းမှကိတ်ဝေးကြပါစေခင်ဗျာ